VOA ရုံးချိုအဆောက်အအုံကိုထရန့်အစိုးရကအယောင်စင်းတင်လိုက်ပါတယ်။ American ပြည်ထောင်စုဝါရှင်တန်မြို့မှာရှိတဲ့ VOA ရုံးချိုအဆောက်အအုံကိုထရန့်အစိုးရကမေလ16ရက်နေ့မှာအယောင်စင်းတင်လိုက်ပါတယ်။တချို့တဲမှာပဲ VOA ကစာချုပ်နဲ့ငှားရမ်းထားတဲ့အလုပ်သမား600ကိုလည်းထရန့်အစိုးရကထုတ်ပယ်လိုက်ပါတယ်။အဲ့ဒီလိုရတဲ့ဟာ VOA သတင်းဌာနကိုဖျက်သိမ်းဖို့ထရန့်အစိုးရရဲ့နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ ဖက်ဒရယ်ဆိုယာရဲ့အသုံးစရိတ်ကိုရှော့ချလိုတဲ့စီစဉ်တစိမ့်တစ်ပိုင်းအနေနဲ့ထရန်ဆိုယာက RFA VOA တို့လိုသတင်းဌာနတွေကိုပိတ်သိမ်းဖို့လှုံ့ဆော်နေတာပါအစောပိုင်းတို့ကတော့ VOA သတင်းဌာနကိုဖျက်သိမ်းမှုကိုဖက်ဒရယ်တရားသူကြီးတဦးကယာယီဆိုင်ငံ့ခဲ့ပါသေးတယ် VOA သတင်းသမားတွေအလုတ်ရက်စဲခံရတော့မဲ့အခြေအနေမှာထရန်ဆိုရာအနေနဲ့ VOA သတင်းဌာနအတွက်ရန်ကုန်ငွေဖျက်တော့တာတွေကိုဆက်လက်လှုံ့ဆော်နိုင်တယ်လို့အယူခံတရားရုံးကနောက်ပိုင်းမှာဆုံးဖြတ်ခဲ့ပါတယ် VOA ရဲ့အင်္ဂလိပ်ပိုင်းဝက်ဆိုက်မှာအခုနှစ်မတ်လ15ရက်နေ့ကစပြီးအဓိကသတင်းတင်ဆက်မှုတွေကိုရန်နာတွားခဲ့ပါတယ်။ Transoya က VOA ရဲ့လုပ်ငန်းအများစုကိုပိတ်သိမ်းလိုက်ပြီးမဲ့လုပ်ငန်းအချို့ကိုတော့ပြန်လည်လက်ပတ်စေခဲ့ပါတယ်။